လူမဆောင်တဲ့အီတလီကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့ဟာလန်တို့ရဲ့နော်ဝေဒုက္ခဆိုတောက်ကြညဥရောပဆောင်ကမ္ဘာဖလားခြေစစ်ပွဲပွဲကြုံသုံးသက်ချက်အက်စတိုးနီးယားနဲ့အစ္စရေးညတနာ25နှစ်ပွဲစီကံပြီးသုံးမက်စီရထားကြတယ်ဆိုပေမဲ့အက်စတိုးနီးယားနဲ့အစ္စရေးတို့အတွက်ဒါဟာဒုတိယကြော့ပါပြီးကြတဲ့မတ်လသူတို့ကြပထမကြော့တုန်းကတော့အစ္စရေးက2-1နဲ့နိုင်ထားပါတယ်အစ္စရေးဟာအက်စတိုးနီးယားနဲ့တွေ့ဆုံမှုတဲ့၄ပွဲစလုံးကိုနိုင်ထားတာပါ ဒီတစ်ချိန်မှာလည်းတလုံး15ရှုံးပေါက်တဲ့အစ္စရေးနှစ်ခိုးပြက်မပြက်ကိုသာကြည့်ရပါမယ်။နော်ဝေနဲ့အီတလီညတနား15အီတလီကတပွဲမှမကန်ရသေးပေမဲ့နော်ဝေကတော့နှစ်ပွဲကန်6မှတ်နဲ့အုပ်စုမပေးစရာကိုဥဆောင်လို့နေပါလေ။ပြိုင်ပွဲအတွင်း4ပွဲဆက်နိုင်တဲ့ဟာလန်တို့ရဲ့နော်ဝေဟာအချိန်လေးရနေတာပါ။အီတလီကတော့လူမဆုံးသလိုအဝေးကွင်းဆိုရလက်လက်မထိနိုင်ပါဘူး။အီတလီလည်းပဲ30ဆိုပေမဲ့နော်ဝေနိုင်မနိုင်ကိုသာကြည့်ရမှာပါ။မြောက်မက်ဆီဒိုနီးယားနဲ့ဘယ်ဂျီယံညတနား15 ဘယ်ဂျန်ကတပွဲမှမကန်ရသေးပေမဲ့မြောက်မက်ဆီဒိုနီးယားကတော့နှစ်ပွဲမှ၄မှတ်နဲ့အုပ်စုမပေးစရာကိုပူတွဲဦးဆောင်နေပါလေ။ရှစ်ပွဲဆက်မရှုံးခဲ့တဲ့မြောက်မက်ဆီဒိုနီးယားဟာ၂၀၂၃ဇွန်လတည်းကလည်းအင်ကွင်းရှုံးပွဲမရှိသေးပါဘူး။ဘယ်ဂျန်ကတော့နောက်ဆုံး၉ပွဲမှတပွဲသာပေးကိုမဲခဲ့ကာရက်လက်ပိုင်းရကလည်းမတိမငြိမ်ဖြစ်နေတာပါ။ဘယ်ဂျန်တလုံး90ရှုံးဆိုပေမဲ့အင်ကွင်းမှာတဲ့မြောက်မက်ဆီဒိုနီးယားနဲ့သာဆွန်စားကျင်ပါလေ။ဝေးနဲ့လက်ချင်းစတိန်ညတနာ25 နှစ်ပွဲမှာ၄မှတ်နဲ့ဝေးဟောင်အုပ်စုမှတ်ပေးစရာကို ပူတွဲဦးဆောင်နေပါလေ။ Legend String ကတော့ FIBA ကမ္ဘာအဆင့်အဆင့်230ရှိရမှာ205အသင်းမှာအုပ်စုတွင်းမှာလည်း Legend String ဟာမြောက်မက်ဆီဒိုနီးယားနဲ့ကာဇက်စတန်တို့လိုအသင်းတွေကိုတော့ဂိုးပြန်မသွင်းနိုင်ခဲ့ပေနှစ်ပွဲပေါင်း၅ဂိုးထိပေးခဲ့ရပါလေ။၃လုံး85ပြားရှုံးပေါက်တဲ့ Asian Way ဂိုးမုတ်ရွာနိုင်မှာပါ။ချက်နဲ့မွန်တီနီဂရိုညတနာ25ချက်နဲ့မွန်တီနီဂရိုတို့ဟာ6မက်စီနဲ့အုပ်စုမှတ်ပေးစရာကိုပူးတွဲဥဆောင်နေကြတာပါ အရင်ထဲမှာချက်ကအင်ကွင်းဆွာသလိုအင်ကွင်း၉ပွဲဇလန်နိုင်ထားပါတယ်။မွန်တီနီဂရိုကတော့အဝေးကွင်းမှာနောက်ဆုံး၆ပွဲဆက်ရှုံးထားခဲ့သလိုနောက်ဆုံးအဝေးကွင်း၄ပွဲစလုံးမှာလည်းဂိုးမသွင်းနိုင်ခဲ့ပါဘူး။တလုံး40ရှုံးပေါက်တဲ့အင်ရှင်ချက်၂ဂိုးပြတ်သွားနိုင်ပါတယ်။ဂျီဘရတာနဲ့ခရိုအေးရှားညတနားရီ15နှစ်သင်းစလုံးကအမှတ်မရသေးဘူးဆိုပေမဲ့ခရိုအေးရှားကတပွဲမှမကင်ရသေးပဲဂျီဘရတာကတော့နှစ်ပွဲကံနှစ်ပွဲစလုံးရှုံးထားတာပါ အင်ဖြစ်ဂျီဘရတာဟာနောက်ဆုံးပွဲမှာလည်းအင်ကွင်းမှာတော့ချက်ကို၄ဂိုးပြန့်နဲ့ရှုံးထားပါတယ်။ခရိရှားကရလက်ပိုင်းမတည်ငြိမ်ပေမဲ့ကစားသမားအရေးသွေးပိုင်းကျတော့ဂျီဘရတာနဲ့အတော်လေးကိုကွာဟတာပါ။၄လုံး၄၅ပြားနိုင်ပေါက်တဲ့ဧည့်သည်ရဲ့သွင်းကိုတွေကိုသာရေးထွက်ရနိုင်ပါတယ်။